မန်ယူအသင်းနဲ့အရှင်ပြိုင်ကစားခဲ့တဲ့ Asian All Star အသင်းမှာပါဝင်ခဲ့ပြီးအနိုင်ကိုသွင်းယူခဲ့တဲ့မြမလက်ရည်စင်အသင်းကစားသမားမောင်မောင်လွင်အောင် MFF အလုံအမှုဆောင်အဖွဲ့မှဂုံပြူစုငွေစက်သိန်းတထောင်နဲ့အမတ်တရားစုများချင်းမြင့်ခဲ့တယ်လို့သိရပါတယ်မြန်မာလက်ရွေးစင်ကစားသမားမောင်မောင်တွင်ကိုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုံအမှုဆောင်အစည်းအဝေးနှစ်မြင်ဆောင်2025ကျင်းပရာမှာဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ မြမလရွေစင်ကစားသမားမောင်မောင်လင်ဟာမန်ယူအသင်းကိုဥဆောင်ကိုတင်ယူခဲ့တာဖြစ်ပြီးပွဲပြီးချိန်ရက်ထိမောင်မောင်လင်ရဲ့အသင်းကိုတကူနဲ့ Asian All Stars အသင်းက Manchester United အသင်းကိုအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။မောင်မောင်လင်ဟာဒုတိယပိုင်း54မိနစ်မှာလာအိုကစားသမားအစားလူစားဝင်ကစားခဲ့ပြီးအဆိုပါပွဲရဲ့တလုံးထဲသောအနိုင်ဂိုးကိုတင်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါဟာမြန်မာဘောလုံးသမိုင်းတခြားမှာအင်္ဂလန်ထိပ်တန်းကလပ်မန်ချက်စတာယူနိုက်တက်အသင်းကိုမြန်မာလူရည်စင်ကစားသမားတအူးကဂိုးသွင်းနိုင်ခဲ့တဲ့အမှတ်တမ်းလေးဖြစ်ခဲ့ပါတယ်။အရှန်အော်စတာအသင်းအတွက်ကစားသမားတွေကိုအာစတီးယန်နိုင်ငံတွေရဲ့လူရည်စင်အမျိုးသားအသင်းတွေကကစားသမား20ဦးရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါကစားသမားတွေထဲမှာတော့မလေးရှားနိုင်ငံကကစားသမား9ဦး၊ထိုင်းနဲ့ဗီယက်နမ်ကစားသမား4ဦးစီနဲ့ကမ္ဘောဒီးယားကစားသမား2ဦး၊စင်ကာပူ၊ဖိလစ်ပိုင်၊လာအို၊မြန်မာနဲ့တီမောအသင်းတွေကကစားသမား2ဦးစီပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ ထိုအပ်ထဲကမှမြမလက်ရွေးစင်ကစားသမားမောင်မောင်လွင်ကအေရှန်အော်စတာအသင်းအတွက်ဥဆောင်ကုန်းနဲ့အနိုင်ကိုကိုသွင်းယူနိုင်ခဲ့တာဖြစ်တာကြောင့်မြန်မာနိုင်ငံဘောလုံးအသင်းချုပ်ကနိုင်ငံကုံဆောင်နိုင်ခဲ့တဲ့ကစားသမားမောင်မောင်လေးအတွက်အခုလိုဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့တာပဲဖြစ်ပါတယ်ဘုရားကဒီကနော်အဲဒီတွေဒီနေ့ဥဆောင်အားလုံးကနေပြီးတော့ဒီလေးကိုဒါဂုဏ်ပြုခြင်းလို့ဒီကိုခေါ်တာပါ အလူကတော့ကျွန်တော်ပြန်ပြောရင်ဘောကတော့နေရင်မြင့်ရင်ရှိတယ်နော်အဲဒါကြောင့်မလို့နေနေတဲ့ချိန်တုန်းကလည်းသူရုံးမဲ့စူးစမ်းလို့မြင့်နေတဲ့ချိန်မှာလည်းစိတ်ထားရဖို့လိုတယ်စူးစမ်းမှုကြောင့်တော့ဘောလိုတယ်နော်ဒါကြောင့်မလို့ဒီနေ့မြင်တစ်ခုကြားမှာ balance လုပ်ပြီးတော့အကောင်းဆုံးဘောကိုဆက်ပြီးတော့စူးစမ်းပြီးနိုင်ငံတွေပြစ်ဆက်နိုင်တဲ့ကစားသမားဖြစ်ပါသေးတယ် school news ကတော့နော်ဒီဘောလုံးပူးဆောင်တဲ့အားလုံးကအသိတရာစူးစမ်းနော်